မျိုးပညာရဲ့ဟာလို့ငားတဲ့လူရှိမှလောအောင်ပါဆရာတွေကမြင်မြင်လူမျိုးပါတော့အဲဒီစီရမျိုးပညာရတယ်အခုလောလောတဲ့ရှိကျွန်တော်ကျွန်တော်လဲဆုတ်တော့ကြောက်နေပညာပေးနေတာထိုင်းဘက်ကဆရာတွေနဲ့ဒီဘက်ကဆရာတွေနဲ့လို့ပြောရမယ်ဆိုလို့ရှိရင်နဲ့ဒီဘက်ကဆရာတွေကပို့ပြီးတော့အားထုတ်တာများတယ်ဗျတကယ်တရေတွေပါတယ်နှိမ်ထုတ်မယ်ဆိုလို့ရှိရင်ဒီဘက်ကဆရာတွေပို့စွမ်းနေတဲ့ မည်ကတော့မဟာလာနေရတော့ချင်းမိုက်မှာနေတယ်25ဟွာသူအခုလိုမျိုးပဲဒီမှာလိုမျိုးပဲသူလည်းဟိုမှာဆေးကုတယ်တဲ့ဆေးကုတာရှိတော့လိုပဲသူအဲ့လိုသွားပြီးပြန်လာလို့ရှိရင်အိမ်မက်တွေပေးတယ်အိမ်မက်ထဲမှာသူ့ကိုလိုက်တတ်တယ်ပြီးရင်သူ့ကိုဟွာချင်းချောက်တယ်ပေါ့အဲ့လိုကြီးပြောတယ်အပြီးလို့ရှိရင်တရားထိုင်နေရလို့ရှိရင်နောက်ကနေပြောအဲ့လိုစကားတွေလာလာပြောတယ်ပေါ့ချင်းချောက်တဲ့စကားတွေပြောတယ်တဲ့အဲ့လိုအတန်နဲ့အများကြီးကြားရလို့တဲ့အကောင်တော့အတူတူပဲလို့ထင်တယ်တဲ့သူတော့ရှိတယ်ပေါ့ ရှိတာတော့ရှိတယ်ဒါပေမဲ့သူပြောချင်တာကဒါပေမဲ့ထိုင်းဘက်ကဆရာတွေနဲ့ဒီဘက်ကဆရာတွေနဲ့လို့ပြောရမယ်ဆိုလို့ရှိရင်နဲ့ဒီဘက်ကဆရာတွေပို့ပြီးတော့အားထုတ်တာများတော့တကယ်တရေတွေပါတယ်နှိမ်ထုတ်မယ်ဆိုလို့ရှိရင်ဒီဘက်ကဆရာတွေပို့စွမ်းတယ်တဲ့ဟုတ်ကဲ့ပါကျွန်တော်ကတော့ကျွန်တော်နာမည်ကဦးစိုးညွန့်ပါအဲရွှေရင်ကျော်လောကမှာတော့ကျွန်တော်ကရွှေရင်ကျော်ဆရာဖြစ်ရက်တည်နေတာဖြစ်တဲ့အတွက်ဆရာရွှေရင်ကျော်ဆရာဆိုးဆိုပြီးတော့ကျွန်တော်ကအဲ့လိုနာမည်လေးရှိပါတယ်လူတီများတာတော့ရွှေရင်ကျော်ဆရာဆိုးနဲ့အတိအတိများပါတယ်ကျွန်တော်ကကျွန်တော်ကတော့အပြီး ဆရာကြီးအားလုံးဒီနေ့ဥစားပြီးသားသပဲ။ဆရာပါကြီးလေးနေတော့ရှိပါတယ်။ကျွန်တော်ကဟိုအလုတ်ကလည်းတခြားအလုတ်ကလည်းရှိတော့လေ။ကျွန်တော်တနင်္ဂနွေတရက်ကိုတော့ကျွန်တော်အချိန်ယူပြီးတော့တနင်္ဂနွေနေ့မနေ့9နာရီရန်နေပြီးတော့ညနေ6နာရီတခါကျလည်း9နာရီထိုးရတာပေါ့။အဲ့ဒါကိုကျွန်တော်တနင်္ဂနွေနေ့ပုံမှန်ဘယောကကုပေးပါတယ်။ယောဂကူးတဲ့အခါမှာဒီရန်ကုန်မြို့အပြင်တချို့နေရလဲလာကူကြီးကုကြပါတယ်တချို့ကြတော့လဲပယောဂနဲ့ယောဂနဲ့ရောနေတာရှိပါတယ်ဆရာစီရောက်တော့မှဆရာကဒီကနေ့စစ်ဆေးလိုက်တဲ့အခါမှာ ပယောဂါဆိုလို့ရှိရင်တော့တခါတည်းပျောက်ကင်းအောင်ကျွန်တော်ကုပေးပါတယ်အဲတကယ်လို့ဆောနာပြောလို့ပေါ့ပယောဂါမဟုတ်ဘူးယောဂါဆိုရင်တော့တက်ဆိုင်ရာဆရာဝန်များနဲ့အာကုတာဖို့ပြတာဖို့အတွက်ကျွန်တော်လမ်းညွှန်ပေးပါတယ်အဲဒီနေ့ဆိုရင်ထိုင်းကဒီကိုတော်ပေါ့ထိုင်းကိုတော်ကလွန်ခဲ့သောအဲ၄လလောက်ကရောက်လာပါတယ်ရောက်လာတော့သူက Facebook ကနေကြည့်ပြီးတော့မှဆရာရဲ့ Facebook ကိုကြည့်ပြီးတော့မှအဲသူကဆရာစီဆက်သွယ်တာဆိုတော့စကပြန်နဲ့ဆက်သွယ်ပြီးတော့မှ ဆရာစီမှာဆေးလာကုတာပါပျောကလာကုတာပါเนาะပျောကရတော့မဟုတ်ပါဘူးသူတရားထိုင်တာတို့ပရိစိတ်တာတို့ကြာရင်လည်းအနှောက်ယှက်လေးရှိတာပေါ့အဲသူဆရာတော်လုံးဝဒီအတိုက်ခိုက်လို့တာတော့မဟုတ်ဘူးတရားထိုင်တယ်ပရိစိတ်တယ်ဒီအာနာပါနာရှုတာဆိုရင်အနေနဲ့လေးနှောက်တာလေးတွေရှိတာပေါ့ယူရီးယားမှာလည်းပေါ်တာကိုဆိုတဲ့ခါကျတော့အဲ့ဒါနဲ့အဲဒီဆရာတော်ကြွလာပြီးတော့လူဝတ်တာလေးတွေလုပ်ပေးလိုက်တာပေါ့လုပ်ပေးလိုက်တဲ့ခါကျတော့ဆရာတော်ကတကယ်လို့ဒီပရားတရားထိုင်တာတို့ပရိစိတ်တာတို့ဒီအဲဒီကုသိုလ်ကောင်းမှုတွေလုပ်တဲ့ခါကျအနှောက်ယှက်မရှိအောင်လို့ အကူလုံးအောင်လို့ဆေးလေးပေါက်ပေးပါဆိုပြီးတော့ပြောတယ်အဲ့ဒါနဲ့အဆရာဆေးပေါက်ပေးလိုက်တာပေါ့နော်ဆေးပေါက်ပေးလိုက်တော့အခုဆိုလို့ရှိရင်ကိုးစင်ထိပေါက်ပေးလိုက်တာပေါ့သူတစ်ခါလာလို့ရှိရင်တစ်ခါပေါက်တစ်ခါဆိုအခုဆိုရင်တော့သုံးချိန်မြောက်ပေါ့ချင်းမိုင်ကနေလာတာပါချင်းမိုင်လာပြီးတော့ဆရာစီမှာဆေးလာပေါက်တာပါဆရာတို့ကတော့ဘုန်းကြီးရဟန်းတန်ခါဖြစ်တဲ့အတွက်ဆေးလှူတယ်လို့ပညာလှူတယ်ဆေးလှူတယ်ပေါ့နော်အဲဘာလို့ဆိုတော့သာသနာပြုတဲ့ခကြီးလမ်းမှာအဲသူကောင်းကောင်းမွန်မွန်နဲ့ရှောက်လှမ်းလို့ရအောင် အနောက်ရှက်ကင်းအောင်နောက်ပြီးတော့အချောက်လှန့်နေမရှိအောင်အဲ့ဒါမျိုးလေးကိုကြည်ရွယ်ပြီးတော့ဆရာတော်ကိုဆေးတော်ပေါက်ပြီးဆေးလှူတာပေါ့နော်၃ချိန်မြောက်ဖြစ်သွားအနောက်ရှက်တော့မဟုတ်ပါဘူးဆွမ်းနာပြောတဲ့ဒီယူရီးယားမှာဆိုတော့ယူရီးယားကတော့တည်တဲ့အတိုင်းပဲပညာတွေစုံတယ်လေအဲမြန်မာနိုင်ငံမှာတော့မှအခုတွေ့ရတဲ့ဟာတွေလိုပဲယူရီးယားမှာလည်းသူတို့နိုင်ငံမှာပိုးစုံတယ် နောက်သူတို့ကျလည်းဂမ်မီယာ line တွေကပို့ပြီးတော့ဟိုကပြုတ်တယ်အဆေးတော့ပေါက်ထားမှသာလေရင်သူတို့မှလည်းဆေးတွေပေါက်တာရှိတယ်အဆေးတော့ပေါက်ထားမှသာလေရင်အဆင်ပြေမယ်အဲ့ဒီမှာမှ तू ကနေပြီးတော့ဆရာဒီဆရာ Facebook ကိုတွေ့ပြီးတော့ဆရာလုံနေတဲ့လုံဆောင်ချက်လေးတွေ तू ကသဘောကျတယ်ဆရာဒီကနေပျောကကုတယ်ကုလို့ရတဲ့ဆင်းရဲသားတွေကိုဆရာကပတ်စံမယူဘူးအဲဖုန်ကြီးဟန်းတန်ဃာတွေကိုဆရာကပတ်စံမယူဘူးအဲ့တော့ဆွမ်းနာပြောလို့ပေါ့ပတ်စံရှိတဲ့လူဆိုရင်တော့ထိုက်တဲ့အတိုင်းတာအဲဟိုပညာရေးပူဇော်ခိုင်းတာပေါ့နော် အဲ့ရတဲ့ပတ်စံကိုတချို့တို့ကကိုဆရာအသုံးပြုပါတယ်တချို့တို့ကဆရာကဖျားတဲ့တဲ့အလုပ်ကိမှလုပ်ပါတယ်အဲ့ဒါတွေလုပ်တဲ့အခါကျတော့ဆရာရဲ့လှုပ်ဆောင်ချက်လေးတွေကိုဒီဦးစင်းကကြည့်ပြီးတော့မြင်သွားပြီးတော့အတူအဲ့ဒါနဲ့ဒီဆရာနဲ့တော့ပညာယူရင်အဲ့ငါ့ကိုဆေးပေါက်လို့ရှိရင်ငါတော့အဲအဆောက်အအုံတွေနဲ့အဆင်ပြေမယ်အနောက်ချက်တွေကင်းမယ်ဆိုပြီးတော့စကပြန်နဲ့ရောက်လာတော့ယူပညာရဲ့ဟာလုံးဝငားတဲ့လူရှိမှလုံးအောင်ပါဆရာတွေကမြင်မြင်လို့ပါအဲဖေး ီရည်နဲ့ညာရတယ်အခုလောလောဆယ်ရှိတာကျွန်တော်ကျွန်တော်လဲဆုတ်တော့ရောက်နေညာပေးနေတာ